ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ Studio 1ဆိုတဲ့ Digital Audio Workstation လေးရဲ့အကြောင်းကိုကျွန်တော်ရှင်းပြသွားမှာဖြစ်ပါတယ်အဲကျွန်တော်ဒီဗီဒီယိုလေးကို share ပေးရခြင်းအကြောင်းရင်းအားလည်းကျွန်တော်ရဲ့အရင်ဗီဒီယိုတစ်ခုအောက်မှာ comment ရေးထားတဲ့ညီကိုချစ်မိတ်ဆွေတယောက်ရဲ့တောင်းဆိုမှုကြောင့်ဖြစ်ပါတယ်အဲ့လိုမျိုးလေးတွေ comment လေးတွေရေးပြီးတော့ဟိုအားပေးတာပဲဖြစ်ဖြစ်ကိုလိုချင်တဲ့ဗီဒီယိုပုံစံလေးတွေကိုတောင်းဆိုတာပဲဖြစ်ဖြစ်အရန်ချစ်ဖို့ကောင်းပြီးတော့အရန်ဟို ပြောဖို့ကောင်းပါတယ်။အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့က content တစ်ခုကိုပေါ့နော်ဒီလို entertainment တစ်ခုကို educational ပဲဖြစ်ဖြစ်ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ဟိုပြုလုပ်ပေးရတဲ့အတွက်အာအရတာပေါ့နော်ကျွန်တော်တို့အားပေးတယ်ဆိုတဲ့အတွက်အားရတာပေါ့ပြောတာပေါ့အဲ့တော့ပထမဆုံးစမယ်ဆိုရင်ဒီကိုချိမိတ်ဆွေတို့ကဘယ်လို web browser သုံးနေတော့ဆိုတာပေါ်မှာမူတည်တာပေါ့နော်အာ any web browser ပေါ့ကျွန်တော်က Google Chrome ကိုသုံးနေဆိုတော့ Google Chrome ကိုကျွန်တော်တွားလိုက်တယ် ပြီးလို့ရှိရင် prisoners เนาะကျွန်တော်အသုံးပြုတဲ့ဟာ prisoners p r e s o n u s prisoners prisoners ကိုတွားမယ်သူရဲ့ software ရဲ့ software software ရဲ့ company ပေါ့ဒီ software ကိုထုတ်လုပ်တဲ့ company ပေါ့เนาะဆိုရင်ဒီမှာ software ဆိုရယ် tab လေးကိုနှိပ်လိုက်ရုံပဲအဲအဲ့ဒီမှာဆိုရင် तू က Studio One Pro 7ဆိုပြီးတော့ပေါ်လာတယ် तू ကတခြား software တွေလိုမျိုးမဟုတ်တော့ဘဲနဲ့ तू က version တစ်မျိုးပဲလာတော့တယ် ဒီ version တစ်မျိုးကိုပဲဝယ်လို့ရတယ်ပေါ့နော်ဝယ်ပြီးတော့အသုံးပြုလို့ရတယ်ဆိုတော့ဒီမှာ buy ဆိုတော့နှိပ်လိုက်တယ်ဆိုရင်သူကပြောချင်တာကဒီမှာက dollar 200 perpetual license ဆိုတာကဒီ software တစ်ခုလုံးကိုကကိုပိုင်ရမယ်တစ်သက်လုံးဒီ version တစ်ခုပေါ့နော်ဒီ number 7ပေါ့ studio 1 pro 7 version တစ်ခုလုံးတစ်သက်လုံးပိုင်ဆိုင်သွားမယ်ဆိုတဲ့ဟာပေါ့နော် perpetual license ဆိုတော့သူက perpetual license with pro plus plan ဆိုတာကသူကကြတော့169 99ပေါ့နော် yearly ပေါ့သူကကြတော့ဒါကတစ်နှစ်ပြီးသွားရင်သူကဒီကောင်ကို200မပေးဘဲနဲ့180ပဲပေးတယ်ဆိုတစ်နှစ်ပြီးသွားတာနဲ့ latest version အဲနောက်ဆုံး version ကိုဒါပိုင်ဆိုင်မှာဖြစ်ပါတယ်ပေါ့နော်ဒါမှမဟုတ်ရင်တော့ pro plus monthly plan ဆိုတာရှိမယ်အဲကောင်ကတော့9099တလောက်ဒေါ်လာ20ပေါ့နော်အဲအဲ့လိုမျိုးရွေးချယ်ပြီးတော့ buy now နဲ့နှိပ်ပြီးတော့ဝယ်လို့ရပါတယ်အဲပြီးတာနဲ့ဒီ software တွေဘယ်လို install လုပ်ရမလဲ။ဘာညာသိကျင်နေဆိုရင် အဲ့ဒါအရင်လွယ်ပါတယ်ဒီ support မှာလဲ sport tab မှာကြည့်လိုက်ပြီးတော့ဒီမှာဒီမှာရှာကြည့်ပေါ့နော်ဒီဒီနေရာတွေမှာရှာကြည့်လို့ရတယ် studio 1အဲ့ဒါမျိုးတွေကိုရှာကြည့်လို့ရတယ်ဒါမှမဟုတ်ရင်ဒီမှာလဲ search bar မှာလဲရိုက်ပြီးတော့ကိုလိုချင်တဲ့ဟာကို how to install how to install ဆိုပြီးတော့လဲရှာကြည့်လို့ရတယ်เนาะအဲ how to install မမတွေ့ဘူးဆိုရင်ဒီ YouTube ကိုသွား YouTube ကိုသွားပြီးွားလို့ရှိရင်ဒီမှာ persona ဆိုပြီးတော့ရိုက်ထည့်လိုက်ရိုက်ထည့်လိုက်ပြီးဆိုတာ ਨੇ search နှိပ်လိုက်တာ ਨੇ ဒီမှာ personas audio electronics ဆိုတာတွေ့လိမ့်မယ်အဲ့ဒီ personas audio electronic ကိုအာ subscribe လုပ်ပြီးတော့သူတို့ရဲ့ channel မှာဒီကလို click လိုက်တယ်ဆိုရင်သူတို့မှာ video ဆိုတော့နှိပ်လိုက်တယ်ဆိုရင်ဒီမှာသူတို့ရဲ့ channel မှာအများကြီးရှိတယ်ဗျာဟို video တွေက 2.2k ဆိုတော့ ဟို2200ပေါ့2200ရောင်ရှိတယ်အဲ playlist ကိုလည်းနှိပ်ပြီးတော့ရှာလို့လည်းရတယ်အဲဒီထဲမှာသူတို့အကုန်ရှိတယ်နော်ဘယ်လို install လုပ်ရမလဲဘာညာပေါ့နော်ဒီ search bar မှာလည်း type လုပ်လိုက်လို့လည်းရတယ် how to install personas studio 17เนาะอ่าบริเวณ installation software setup and ဒီလိုတခြား လူတွေကပြထားရည်လည်းရှိတယ်ဒီလိုကတော့ Personas Audio Electronic ကလူเนาะသူတို့သူတို့ software developer တွေပေါ့အဲ့ developer တွေ C ကနေတွားကြည့်တော့လေ့လာလည်းလည်းရတယ်ဆိုတော့ကဲအဲ့တော့မိတ်ဆွေတို့ဒီ software ကိုဝယ်လိုက်ပြီပေါ့ဒါမှမဟုတ် monthly နဲ့ဖြည်းဖြည်းဖြည်း yearly နဲ့ပဲပြည် subscription လုပ်လိုက်ပြီပေါ့ရပြီပေါ့နော်ဆိုရင်အဲ့ဒါရပြီဆိုတာနဲ့သူ့ရဲ့ဒီ software လေးကိုစရမ်းမယ်နော် software ကိုစပြီး startup လုပ်တယ်ဆိုရင်ဒီလိုမျိုး software ရဲ့ page လေးပေါ်လာတယ်။အဲအဲ့မှာ तू तू ကဒီစပြီး run ပြီပေါ့နော်။ software ကပထမဆုံးစ run နေပေါ့။ဆိုရင်ကျွန်တော်တို့ကဒါကတော့ကျွန်တော်လက်ရှိကျွန်တော်ရဲ့ဟိုဟာ project တွေပေါ့ကျွန်တော် ဆောက်ထားတဲ့တခြင်းနေ project တွေပေါ့နော်ဆိုတော့အဲ့ဒါတွေကိုမဖွင့်ပြတော့ဘဲနဲ့ new ကိုနှိပ်မယ်ဆိုရင်ပြောချင်တာဒီမှာမိတ်ဆွေတို့စာပြီးတော့တုံ့ပြုမယ်ဆိုရင်ဒီနေရာမှာဘာမှမရှိတော့ဘူးเนาะဘာမှမရှိဒီ software ကိုပထမဆုံးစတုံးမယ်ဆိုရင်တို့ရဲ့နမူနာလောက်ပဲရှင်းရှင်းလေးမယ်ဒါမှမဟုတ်လည်းတခုမှမရှိဘူးထင်တယ်ကျွန်တော်မှတ်မိတာတော့တခုမှဘာမှမရှိတော့ဘူးဆိုတော့အဲ့ဒီဟာအဲ့ဒီမှာကဒီဒီဒီနေရာကြီးတစ်ခုလုံးမှာက blank ကြီးဖြစ်နေလေ ဆိုတော့အဲ့မှာစပြီး new ဆိုတော့နှိပ်မယ်ပြီးလို့ရှိရင်ဒီမှာသူက templates template ဆိုတာကပြောချင်တာက तू ကအာမိတ်ဆွေတို့ setup လုပ်ပေးတာပေါ့နော်မိတ်ဆွေတို့ setup လုပ်ပေးတယ်အရာပေါ့အားထားပါတော့ဒီမှာဆိုရင် master and release လုပ်မလား rehearse and perform လုပ်မလား lunch loop လုပ်မလား record လုပ်မလား mix and surround လား produce beat လား beat တွေလုပ်မလား play now အဲ့ဒီမှာမျိုးစုံရှိရပေါ့နော်တခုချင်းစီကတော့မလိုအပ်ဘူးပေါ့နော်မလိုအပ်တဲ့အတွက်ကြောင့် ျွန်တော်တို့လုတ်ရမလို့တော့ဘောပြောချင်တာကိုက recording ဆက်လုပ်တော့မှာနေတယ်မှာအရင် recording လုတ်ချင်နေဆိုရင်အဲ့တော့ဒီပထမဆုံး tab ပေါ့နော်ပထမဆုံး tab ကိုနှိပ်လိုက်ရုံပဲအဲ့တော့ကိုရီးယားပေးမယ်ဒီမှာကကိုကဘယ်နေရာမှာတွားပြီးတော့ကိုရဲ့ file ကို save လုပ်ချင်တယ်ဆိုကျွန်တော်ကဒီမှာ folder အစ်စ်တစ်ခုနဲ့ကျွန်တော်ရဲ့ဒီ hard drive အစ်စ်တစ်ခုထဲမှာပေါ့နော် hard drive အစ်စ်တစ်ခုထဲမှာ folder အစ်စ်တစ်ခုနဲ့ဒီမှာကြိုက်တဲ့ကျွန်တော်ရဲ့ဒီဟိုဟာ project တွေအကုန်လုံး save ပဲပေါ့နော်အဲ့လိုလုပ်ထားရအောင်လေဘာလို့လဲဆိုတော့ မဟုတ်လို့ရှင်ဒီကွန်ပျူတာရဲ့ internal memory တွေအကုန်လုံးပြည့်သွားမယ်လေပြည့်ရှင်သွားမယ်အရန်ကြီးတာကို file size တွေရတယ်ဆိုတော့ project တစ်ခုတစ်ခုက file size ကြီးတာဆိုတော့အဲအဲ့တော့အဲ့ဒီကိုသွားမယ်ဒါကသူ့ရဲ့ပြောချင်တာသူ့ရဲ့ save လုပ်မယ်ဒီ base zero ရဲ့ project ကို save လုပ်မယ်နေရာပေါ့နော်ဆိုတော့ပြီးတာ ਨੇ ဒီမှာ studio uh youtube tutorial နံပါတ်1ပေါ့နော် YouTube tutorial နံပါတ်1ပြီးလို့အရင်ဒီမှာ sample rate လေးရေးလိုက်မယ် sample rate ဆိုတာကတော့အာအဲ့ဒါအသေးစိတ်နောက်မှထပ်ပြီးရှင်းပြပါမယ်ခုလောဆိုတော့ကျွန်တော်48နော်ကျွန်တော်48မှာလုတ်ထားတယ်ပြီးတာနဲ့ okay နေလိုက်မယ်အဲ့ဒါဆိုရင်ဒီလိုမျိုး blank page ကြီးစပြီအဲပြီးလို့ရှင်ဒီဘက်မှာကျတော့ browsing လုပ်တဲ့ tab လာမယ် browsing လုပ်တဲ့ tab ဆိုတာကဘာလဲဆိုတော့အော်ကျွန်တော်တို့ဒီသူ့ရဲ့ including ပေါ့နော်သူ့စီမှာပါပြီးဒါဒီ ူ့ရဲ့ software တွေမှာပါပြီးသားအတန်နေအာ sound နေနောက်ပြီးတော့ဒီ virtual instrument နေ effect တွေ loops တွေအဲဒီနေရာတွေအကုန်လုံးပေါ့နော်အဲဒါတွေအကုန်လုံးဒါတနေရာထဲမှာတွေ့ရမယ်ထက်ပေါ့နော်အဲအကုန်လုံး click ကြည့်ရင်ဒီလေ့လာလို့ရတယ် click ပြီးတော့လေ့လာကြည့်လို့လည်းရတယ်ခုလောဆိုကျွန်တော်ပိတ်ထားမယ်ဒါကြီး blank page ပေါ့နော် blank page မှာဆိုရင်ကျွန်တော်တို့ကအရင်ဆုံးဘာလုပ်ချင်လဲဆိုရင်အတန်ဟိုပါပေါ့ကျွန်တော် metronome ပေါ့တက်တောက်ပေါ့ညီမလို့တက်တောက်လို့လည်းကျွန်တော်တို့ခေါ်ခဲ့ဘူးလေ အာမက်ထရိုနောပေါ့မက်ထရိုနောကိုဒီမှာစာပြီးတော့ဖွင့်ကြည့်လိုက်မယ်ဆိုရင်ဒါ120 tempo ပေါ့နော် bpm ပေါ့ beat per minute အဲတက်တောက်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 ပေါ့နော်အဲတက်တောက်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 အဲသွားတာပေါ့နော် ပေါ့နော်ဆိုတော့အဲဒါမက်ထရိုနုံးပေါ့ဒီရာလေးကိုနှိပ်လိုက်ပုံပဲဆိုတော့အဲသူ့ကိုဒီမက်ထရိုနုံးကိုဆက်အပ်လုပ်ချင်တယ်ဆိုရင်လည်းလွယ်လွယ်လေးပဲ sorry ဒီရာလေးဟိုဟာလေးအာခွားခွားပုံစံလေးအဲအဲခွားပုံစံ range ပေါ့နော်ခွားပုံစံလေးကိုအဲဒီမှာသူကဒီမှာကြိုက်တယ်လို့ယူလို့ရတယ်ဆိုရင်ဒါမျိုးလုပ်မလား တုတ်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 เนาะအဲအဲ့လိုလုပ်လို့ရတယ်အဲ့တော့ဒီ metronome နဲ့တီးကျင်တဲ့လူတွေတော့ဗောနော် metronome လေးဖွင့်ပြီးတော့ဒီမှာ tap နှိပ်လိုက်ဒီမှာဒါဆိုရင်ဒါ add track ဒီ plus sign လေး add track လို့ခေါ်တယ်အဲ့ဒါလေးကိုနှိပ်မယ်နှိပ်ပြီးတာနဲ့ဟိုပါဗောဂီတာဗောနော် acoustic ဂီတာဗောထားပါတော့ acoustic ဂီတာနော် acoustic ဂီတာ recording လုပ်မှာပေါ့နော် 2D တစ်ခုနောက်ပြီးတော့ဒီမှာ mono stereo အများကြီးရှိတယ်เนาะကိုရီးယားတစ်ခုချင်းစီတစ်လိုင်းချင်းစီတွဲမယ်ဆိုတော့ recording တစ်လိုင်းချင်းစီတွဲမယ်ဖြစ်တဲ့အတွက်ကြောင့်ဒီကောင် mono ပြရနဲ့ okay နေလိုက်ရုံပဲအဲအဲ့ဒါဆိုရင်ဒီမှာ acoustic guitar 1 2 3 4တို့အတူတခါတယ်လုပ်ပေးသွားပြီဖြစ်တယ်ဆိုတော့အဲ့ဒီမှာဒီ metronome တက်တော့နေပဲ metronome နဲ့ပဲ recording စလုပ်ပြီးဆိုရင်လည်းရပြီ အဲ့လုတ်ချင်းလွယ်လွယ်လေးရဲ့ဒီမှာအဲ့ဒါက recording လုတ်တဲ့ဟိုရဲ့ဥမာတရားဆိုရင်အဲကျွန်တော်ရဲ့အတန်ကျွန်တော်ရဲ့အတန်တော့ကျွန်တော်ပြန်ကြရတယ်ပြောချင်တာကျွန်တော် input number 2မှာကျွန်တော်ရဲ့ interface က input number 2မှာကျွန်တော်ကအတန်ဩ line လောက်လာရတဲ့ကြောင့်နော်ဆိုတော့ဒါကိုပြန်ပေးလိုက်တဲ့ဆိုရင်ဒါကပျောက်သွားပြီသူ personas ကပေါ့နော်ဒီသူ့ရဲ့ဒီ company ကပေးထားတဲ့ဒီ software တွေကပေးထားတဲ့ drum machine ပေါ့နော် drum drum ပေါ့ဆိုတော့အဲ့ဒါကိုဒီမှာ click လိုက်တယ်ပြန်ဒီလိုဆွဲထည့်လိုက်တယ်ဒါပဲ drag and drop drag and drop နော် click လုပ်ပေးပြီဆိုတော့ဒါပေမဲ့ဒီမှာကျတော့အတန်နေမရှိဘာတမ်းမှမရှိဒီမှာ input ဒီ monitoring လုပ်လဲဒီမှာအတန်နေဘာမှမရှိဘာဖြစ်လို့ဆိုတော့ဒီနေရာမှာ sign up မလုပ်ထားတဲ့အတွက်ကြောင့်နော်ဒီနေရာတွေကို sign up မလုပ်ထားတဲ့အတွက်ကြောင့်ဒီ instrument တစ်ခုချင်းစီရဲ့အကြောင်းတွေကိုလည်းရှင်းပြပေးပါပါဆိုရင်အောက်မှာ comment လေးတွေရေးပေးပါကျွန်တော်တန်းတိုင်းဆုံးကြိုးစားပြီးရှင်းပြသွားပါမယ် เนาะဆိုတော့ဒါမဲ့ဒီကောင်ကလွယ်တယ်အရင်ဒီနေ့ drop down menu လေးကိုဆွဲလိုက်ရုံပဲအဲ့မှာသူ့ရဲ့သူ့မှာပါပေးတာ drum ဟိုဟာတွေပေါ့ drum တန်တွေပေါ့เนาะဆိုရင်ဒါပထမဆုံးဟာနေပဲကျွန်တော်အလွယ်ကူဆုံးပဲတွားလိုက်မယ်เนาะဒါပထမဆုံးပေးတဲ့ဟာအတန်ကြီးအချိန်မြင့်ပြန်ပြောင်းလေးရတယ်ဆိုတော့ဒီမှာဆိုရင်အတန်ရလာပြီအဲ kick တန်ဒါ rim shot တန် and half net တန် no clap head ပေါ့เนาะအဲပြီးလို့ရှင်ဒီမှာသူကဒီလိုလဲအဲဒီမှာသူကဒါအာ ဒီလိုဒီလိုဒီလိုအတန်ဒီလေကိုနှိပ်ရတယ်ဒီလိုနှိပ်လို့ရှိရင်တော့ဒီ down တွေကိုနှိပ်လို့ရှိရင်အဲ့ဒါဒီအတန် line တွေကိုခွဲတယ်ဟာအဲ့ဒါတက်တက်ပြီးမှရှင်းပြပေါ့နော်ဒါ kick number 2ပေါ့အဲဒီမှာဒီမှာအကုန်လုံးသူ့တန်းနဲ့သူကသူ့ဒီမှာပါပြီးသားအတန်တွေပေါ့ဆိုတော့နောက်တစ်ခုပြောင်းနေတယ်ဆို drop down နဲ့ပဲတော်တော်ဒီ bass cloud လေးနဲ့ပဲတော်တော်အဲနောက်တစ်ခုပြောင်းသွားရင်နောက်တစ်ခုဆိုရင်ဒီမှာနော်ဆိုတော့ကျွန်တော်တို့နံပါတ်1နဲ့ပဲတွားမယ်အလွယ်ဘူးဆုံးဖြစ်အောင်နော် ဆိုတော့ဒါကိုပြေးလိုက်မယ်စပြီးတော့အမကျွန်တော်ရဲ့အောက်က MIDI keyboard ကိုနေစမ်းနေဘူးစီဆောက်လို့ရတယ်အဲ့တော့ကျွန်တော်ကအမြဲတမ်းဘာနံပါတ်2ကနေကျွန်တော်စတယ်ရှေ့မှာနည်းနည်းနေရာခြံထားတယ်ဘာလို့ဆို editing လုပ်ရတာလွယ်အောင်လို့နော်ဆိုတော့ဘာနံပါတ်2မှာ double click လိုက်တာ ਨੇ ဒီမှာသူက MIDI ဒီကျွန်တော်တို့ MIDI notes လေးတွေကိုကစားဖို့အတွက် line လေးပေးထားတယ်အဲ့ဒါကို double click ထက်နဲ့အလဲမှာ double click ထက်နေတယ်ဆိုရင်ဒီမှာသူ့ရဲ့ဒီ instrument ရဲ့ဒီဟိုပါ အတန်တွေကို arrange လုပ်လို့ရတယ် arrange window ပေါ့နော် arrange window ပေါ်လာကျွန်တော်ကဒါကတော့ drum တီးတတ်တဲ့လူဆိုရင် drum တီးတတ်တဲ့လူဆိုရင်တော့ဒီကောင်ကအဆင်ပြေတယ်သူ drum ဒီမှာ drum ဒုတ်တန်လေးနဲ့ဒီမှာ1 2 1 1 2ဆိုရင်နောက်ထောင်ကြည့်လိုက်အဲဆိုမက်ထရိုနုံးပိတ်လိုက်ပြီကျွန်တော်ကမက်ထရိုနုံးနဲ့မကြိုက် ကြိုက်တဲ့အတွက်ကြောင့်ကျွန်တော်က B နဲ့ပဲကျွန်တော်က live ပြီးတော့ recording လုပ်တဲ့အတွက်ကြောင့်တူတူချက်နော်တူချက်တူတူချက်အဲ့တော့အဲ့ဒါကို loop လုပ်ထားပြီးတော့ကျွန်တော်တမ်ပိုရှာမယ်ဆိုရင် loop လုပ်ထားလိုက်တယ် loop လုပ်ထားလဲလွယ်လွယ်လေးပဲဒီပေါ်မှာခဲတံပုံလေးပေါ်လာတယ်အဲ့ဒါကိုဒီလိုလေးဆွဲလိုက်တယ်အဲ့အဲ့ loop ဖြစ်သွား loop ဖြစ်တယ်ဆိုတာပြောချင်တာပြန်ပြန်ပြီး play နေတာပေါ့နော်ဆိုတော့အဲဒီမှာ loop active အဲ loop active ကိုနှိပ်လိုက်တာနဲ့သူကဒီမှာဖွင့်လိုက်ပြီးဆိုတာနဲ့တူချက်တူတူချက်တူတူချက်တူတူချက်အဲဒါဆိုနည်းနည်း ကိုက guitar light DJ လို့ရပြီ။ငါရဲ့တချင်ရဲ့ sound sound ရဲ့ tempo ကဘယ်လောက်လဲပေါ့နော်။ဆိုတော့ထားပါတော့။ကျွန်တော်တို့ sound ရဲ့ tempo ကတရားပေါ့နော်။ and slow လိုက်မယ်။ဆိုရင်အပြန်သွားပြီးနားထောင်ကြည့်။ဒူချက်ဒူဒူချက်ဒူချက်ဒူဒူချက်အဲဒါလောက်ဆိုအတော်ပဲ။ဒါဆိုရင်တချင်စပြီးတော့တိဆောက်လို့ရပြီပေါ့နော်။ဒါကျွန်တော်ကျွန်တော်ဘယ်လိုအလုပ်လုပ်တယ်ဆိုတဲ့ပုံစံလေးပေါ့။ အဲအဲ့တော့ loop function ကိုပိတ်လိုက်မယ်ဒီကောင်လေးကိုလည်းပိတ်လိုက်မယ်ပြီးပြီးသွားပြီဆိုတာနဲ့ shift command scroll wheel နဲ့အဲဒီလိုအတိုးအချဲ့လေးလုပ်လို့ရ zoom out zoom in zoom out ပေါ့နော်ဒါမှမဟုတ်လည်းဒီပေါ်မှာဒီပေါ်မှာဒီလိုအဲဒီလိုမြားလေးနဲ့ဒီမြားလေးကို click ဒီလိုထောက်ပြီးတော့ဒီလိုဆွဲလိုက်တာနဲ့အဲဒီမှာအတိုးအချဲ့အဲ zoom zoom in zoom out လုပ်လို့ရပြီနော်ဆိုတော့ဒီကောင်းကိုကျွန်တော်တို့က ဟာငါတခြင်းကဘယ်နှမိနစ်ကြာတာဒီဒီဒီနေရာလေးတကွက်ထဲနဲ့ဆိုရင်ပြီးသွားပြီလीတဲ့မှာအတန်ကုန်သွားပြီဆိုတော့ငါတခြင်းက3မိနစ်စာအဲ4မိနစ်စာโอเคအဲ့ဒါဆိုရင်ဘယ်လိုလုပ်မလဲဆိုတော့ဒါလေးကိုကိုရီးယား loop နဲ့ဆိုရင်ကြာတော့လေဒီနေရာလေးမှာပဲကွက်ပြီးတော့ recording လုပ်နေမှာကိုကတခြင်းတစ်ပုတ်3မိနစ်စာကိုကလှုပ်ချင်တာဟုတ်ဆိုတော့ဘယ်လိုလုပ်လို့ရလဲဆိုဒီကောင်းနေကို control c control v ပေါ့နော်အာ copy paste copy paste အဲအဲ့လိုလုပ်လို့ရတယ်ဒါပေမဲ့အဲ့ထက်လိုတဲ့နည်းရှိတယ်သူက d ဆိုတာ duplicate လို့ခေါ်တယ်သူ့ရဲ့ d မှာပါပြီးသား function တခုဆိုတော့ဒီကောင်ကို click ဒီကောင်ကိုဒါဒါမရွေးတာဟုတ်ဒါဒီကောင်ကို click လိုက်တယ်ရွေးလိုက်တယ်ပြီးတော့ d နှိပ်လိုက်တာနဲ့ဒီမှာနောက်တစ်ခုပေါ်လာဒီထက်နေရင်နောက်တစ်ခုပေါ်လာဒီတက်နေရင်နောက်တစ်ခုပေါ်လာဒါဆိုရင်ဒါ၄ပါနော်၄ပါပေါ့အာဟုတ်ပါဘူး sorry အာအဲ့ပေါ့၄ပါပေါ့2 yeah ၄ပါပေါ့မှာ၄ပါ1 2 3 4နော်၄ပါ ဒီပါအဲ့ဒါလေးကိုဒီလို click လုပ်လိုက်တယ်ပြီးရင်တခါထပ်နေတယ်ဆိုရင်အော်ရှစ်ပါးပြတ်သွားတယ်၄ပါး၄ပါးပြတ်သွားအဲ့ဒါကိုဒီလိုတခါထပ်နေတယ်ဆိုရင်အားရလို့မျိုးတော့ multiply ပေါ့နော် duplicate multiply ဖြစ်သွားတယ်အများကြီးပဲဆိုတော့အ ਨੇ ဆုံးကျွန်တော်တို့က3မိနစ်စာဆိုရင်ထားပါတော့ဒီနားလောက်ကြည့်သွားမယ်အဲဒီမှာကြည့်လို့ရတယ်ဒီမှာစက္ကန့်အောင်ကြည့်လို့ရတယ်ဒီနားလောက်ထိဆိုရင်ဒါ3မိနစ်45 3မိနစ်48ဒီမှာလေးပြောင်းတော့ဒီနားလေးမှာပြောင်းသွားတယ်နော်ကြည့်လိုက်ဒီမှာ 1 to 1ဆိုရင်ဘာ1 to 1အထိဆိုရင်ဒီကောင်က5မိနစ်စာအဲအဲ့လောက်ဆိုအတော်ပဲပေါ့နော်အဲထားပါတော့ဒါမိတ်ဆွေတို့ရဲ့အချင်းကဘယ်လောက်ကြာဘယ်လောက်ရှိမလဲပေါ့မူတည်တာပေါ့နော်ဘယ်လောက်ရှိမလဲပေါ့အဲဒါဒါဘာ1 to 1အထိဆိုရင်ဒါက5မိနစ်ကွတီ5မိနစ်ကွတီပေါ့ဆိုတော့အဲအဲ့နာလောက်ဒီပေးလိုက်အဲ့တော့ဖွင့်ပြီဆိုတာ ਨੇ သူကအဲမှာသူဒီမှာလीဒီမှာကောင်းပြနေတယ် ော့စက္ကန့်ဒါစက္ကန့်9စက္ကန့်10စက္ကန့် ADM ဒီမှာဘာတွေကောင်းပြတယ်ဒီမှာဘာတွေလည်းကောင်းပြရတယ်ဒီမှာစက္ကန့်လည်းတွားနေအဲ့တော့ဒါတချင်းရဲ့တချင်းရဲ့ duration တချင်းရဲ့5မိနစ်ကြာတယ်5မိနစ်ကြာတယ်တချင်းရဲ့အတန်အထိရောက်သွားပြီပေါ့နော်ဆိုရင်ဒီကောင်အပေါ်ပို့လိုက်မယ်ခက်ရှင်းရှင်းလေးလုပ်လို့ရအောင်နော်ဒီကောင်အပေါ်ပို့လိုက်မယ်ဒါပြောချင်တာကဒါကျွန်တော်တို့ရဲ့ metronome ပဲပေါ့ကျွန်တော်တို့ရဲ့ tick tock ပဲပေါ့ဒါမဲ့ကျွန်တော်က tick tock tick tock အဲ့အတန်ကိုကျွန်တော်မကြိုက်တဲ့အတွက်ကျွန်တော်ကဒီလိုဒီလိုအလုပ်လုပ်တာအဲ့တော့ metronome နဲ့ဆိုရင်တော့တစ်ခါတည်းတန်ပြီး recording လုပ်ရုံပဲ ကျွန်တော်ကတော့အဲ့လိုလေးဒီလိုလေးကြတော့ပို့ပြီးတော့ feeling လာတယ်ဒီ drum နဲ့ကိုတေချာကြားရတဲ့အကြောင်းပို့ပြီးတော့တချင်းကိုတိဆောက်ရတော့ပို့ပြီး feel လာတယ်နော်ဆိုတော့အဲအဲ့လိုမျိုးတွားမယ်ပြီးတာနဲ့ကျွန်တော်တို့ဒီကျွန်တော်ကတာကကျွန်တော်ကတာဒီလို plug ထိုးပြီးတော့ဒီလိုရရကတာဖြစ်တယ်အခုကျွန်တော်ဒီမှာကျွန်တော်ကျွန်တော်ရဲ့ interface မှာကျွန်တော်အတန်ဝင်ဝင်ကျွန်တော်ကြည့်လို့ရတယ် ဲတကောဒီလို red ဖြစ်နေတယ်ဆိုတော့အဲဒီမှာလည်းညှိလို့ရတယ်။ Okay 50လောက်ပြီ။ Okay ဒါ input 1ပေါ့နော်1 2 3 4ဒီမှာပြတာလေ။ဆိုတော့ကျွန်တော်ကဒီမှာဆိုရင်လေဒီမှာဒီလိုဒီလို drop down menu လေးဒီနားလေး mono ဆိုတဲ့ဟာလေးကိုနှိပ်လိုက်တာနေဒီမှာအဲဒီမှာဆိုတော့ number 1ကို ထည့်လိုက်မယ်နံပါတ် on number 1ကိုယူလိုက်မယ်ပြီးရတဲ့ဒီ monitor လုပ်မယ် monitor လုပ်မယ်ဘလောက်ဝင်လဲပေါ့ဘလောက်လည်လို့ပါတယ်ဒီမှာတံပိုးလေးညှိပြီးပြီးဘာညာဆိုတစ်ချက်တီးကြည့်လိုက်မယ်ပေါ့နော်ထားပါတော့ လောက်ဆိုရင်သချင်းတိလို့ရတယ်ပေါ့နော်ဆိုရင် record ဆိုရယ် clone လေးကိုနှိပ်လိုက်မယ်ပြီးရနေ record ဆောက်လို့ရတယ်အဲ့တော့ r လေးကိုနှိပ်လိုက်ရုံပဲသူက shortcut key လေးလည်းရှိတယ်နော်ဆိုတော့အဲ့တော့ r လေးကိုနှိပ်လိုက်ရုံပဲ ကဲပြန်လာတော့ကြည့်မယ် recording လောက်ထားတာလေးကိုလေဗယ်လေးအကုန်လုံးကကောင်းတယ် recording လောက်ထားတဲ့ level တွေကဘုံကအနေအနေထားသူ့ရဲ့ line လေးထဲမှာပဲသူရှိတယ်လို့ clipping ဖြစ်တာတွေဒီအတန်တွေကြော်ရတာတွေဘာမှမရှိဘူးပေါ့နော်ဆိုရင်ဒါလေးကိုနည်းနည်းလေးတိုးထားလိုက်မယ် ီကောင်ကအရန်ကိုချစ်တော့ TikTok တာတာလေးပဲတုံးမှာဆိုတော့เนาะ Metronome တာတာပဲတုံးမှာဆိုတော့ဆိုတော့ဒီလောက်ပဲပေါ့เนาะဆိုရင်ဒါ okay ပါပြီအဲ့တော့ကျွန်တော်တို့ဒီ vocal ကို recording လုပ်ကြည့်ကြမယ်ဆိုရင် vocal recording လုပ်ကြည့်ကြမယ်ဆိုရင်လော်လော်လေးပဲဒီလို input ဒါ input number 2မှာကျွန်တော်ကကျွန်တော်ရဲ့ mic ကဒီမှာလीခုနကျွန်တော်ရဲ့အဲ interface မှာဒီမှာပေါ့เนาะအဲဆိုတော့ရှိပြီးသားဆိုတော့ okay တယ် level ကလည်းဒီမှာအ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 ာ အဲအဲ့လိုအလောက်ထိអော်လိုက်တယ်ဆိုအရန်ဟိုဖြစ်သွား clip ဖြစ်သွားဆိုအဲ့ဒါဆိုရပြီဆိုရင် recording လုပ်ကြည့်လိုက်မဖို့ကဲဟိုလိုက်ဟာ yeah yeah oh yeah yeah oh oh 哦，别让他们进来。 ဒီနေ့ဖို့ကတော့ဒီလောက်ပါပဲဒါဆိုရင်တချင်းအချမ်းစပြီးတဲလို့ရပြီတချင်းအချမ်းကိုစပြီး recording လုပ်လို့ရပြီအားလုံးကျေးဇူးတင်ပါတယ်